အားလုံးမင်္ဂလာပါအာကျွန်တော်ရဲ့အာဘယ်လိုပြောမလဲ follower town ကျော်တောင်းတော်နီးနေပါပြီနောက်ပြီးတော့မှ friends တွေကလည်းငါထောင်နီးနေတဲ့ဒီ facebook account ကသူများတွေကစားတယ်လို့ကြုံရတယ်လို့ကြုံလိုက်ရတယ်အဲ့ဒါတော့ဘာရမသိပဲနဲ့မနဲ့တနားကြီးကြော်ကြော်မှာပေါ့လေကျွန်တော်အိတ်နေတဲ့ချိန်မှာပဲ facebook ကနေပြီးတော့မှ ဒီဒီဘေးချက်တွေဝင်လာပြီးတော့မှအကောင့်ကို လုံးဝဖြုတ်ချတာကိုခံလိုက်ရပါတယ်ဆိုတော့ကျွန်တော်အခုပြန်စတာဗောလေဆိုတော့စတဲ့အချိန်မှာလည်းမတက်လေးဖြစ်တော့အောင်အဲအင်္ဂလိပ်စာသင်ခန်းစာလေးနဲ့စတာဗောဆိုတော့အင်္ဂလိပ်စာတွေကအတန်ထွက်ကိုမမကန်ကန်ထွက်တတ်ရင်ကျွန်တော်တို့ဒီပါဇက်အနေထားတွေမမကန်ကန်ထားတတ်ရင်အဆင်ပြေပါတယ်ဆိုတော့ဒီနေ့ရတဲ့ diphthong လို့ခေါ်တဲ့ကျွန်တော်တို့အာ မိုနိုသောင်းဆိုတော့အတန်တလုံးတည်းပေါ့ဒစ်ဖသောင်းဆိုတော့တကယ်တမ်းပြောမှာစအတန်နှလုံးပေါ့လေအဲဒီသရအတန်နှလုံးဆက်ထားတဲ့တင်ဂီတာလေးထဲမှာစိတ်မစားကြအောင်လေကျွန်တော်တို့ဟောဒီတင်ဂီတာလေးအကြောင်းကိုလေ့လာဟုတ်လားဘာလဲဆိုရင်အတန်မျိုးမျိုးထွက်ကြတယ်သူကတော့ဘယ်မှအတန်ဆိုတဲ့ကောင်တော့အော်ပေါ့လေအော်ဒီကောင်ကအစ်ဆိုတဲ့အတန်ရှိတယ်ဆိုတော့အာ ဒါကဒီအတန်ကတီချာထွက်လို့ရတဲ့အတန်မဟုတ်ဆိုတော့ပထမဆုံးသတိချက်စီချင်တာပေါ့တော့ diphthong ကိုပြောမယ်ဆိုရင်နှစ်တန်ကိုပေါင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါင်းစည်းမှုလိုက်လျောညီထွေပြောင်းလဲသွားမှုပေါ့လေရွေ့လျောက်သွားမှုပုံစံနဲ့ကျွန်တော်တို့သွားမရမှာ all e ဆိုပြီးတော့မှကျွန်တော်တို့အဲ့လိုတွေသွားပြီးတော့မှအတန်ထွက်လို့မရပါဘူးဆိုတော့သူက all e ဆိုတော့ပါဇက်နှလုံးဒီပထမဆုံးလေ့လာမှာပါဇက်နှစ်ခုပေါ့ all ဆိုရင်ဒီနှခမ်းလေးကနည်းနည်းဆုချွန်နေမယ် အတန်ကအမတိရှမ်တိထွက်တာအော်ဤဆိုတော့နည်းနည်းလေးပြီးသွားတဲ့အတန်ပါဇက်လေးပြင်းပြင်းလေးပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ပါဇက်အနေထားကိုကျွန်တော်စလေ့လာတဲ့အခါအော်ဤဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့အတန်ကဒီ English ကြတော့သူက sentence ပြောနေတာမှာစကားလုံးတစ်လုံးနဲ့တစ်လုံးကလေသူအတန်ကိုချိတ်ဆက်ပြီးပြောတာဆိုသူတို့မှာဒီအတန်နားတဲ့အချိန်ကလုံးဝပြပြတတနားလိုက်တဲ့အချိန်ပဲရှိတယ်ပြောနေတွေကတော့အတန်လေးတွေကကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ထုတ်နေတဲ့အတန်တွေက ျောက်သွားတယ်အသိမရှိဘူးအဲ့ဒါကိုကျွန်တော်သတိထားဖို့လိုပါတယ်ဆိုတော့ပြောနေတဲ့အတန်ကလုံးဝပြတ်သွား ပြတ်သွားလို့မျိုးဆိုဘယ်လိုလဲဆင်တော့ oh yeah oh yeah oh yeah အလိုပါလေဆိုတော့ဒီအင်္ဂလိပ်စာရဲ့ဒီ diphthongs တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ ခုနကပြောသလိုနောက် English ရဲ့ဒီအတန်ထွက်တွေလပဖို့ကြင်ရမယ်ဆိုရင်ပါဇက်ကိုအတန်တတန်နဲ့ဆွဲထားပြီးမျိုးစုံကြင်မှာ oy 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 အစားရှိပြောလေအာဘေးအလူကြိုင်းတော့ကိုကဘယ်လိုပြောမလဲနည်းနည်းလေးတွတ်ချောင်ချောင်ဖြစ်နေတယ်လို့ထင်စရာရှိရပါဘို့ဆိုတော့ အဲ့ဒီအတန်လေးကိုတေးချာရလာပြီဆိုရင်ကျွန်တော်တို့ဒီ diff thong တွေကိုကျွန်တော်ပြောမယ် diff thong ဟုတ်ပြီနော်အဲ့တော့ဘလို့အတန်ထွက်လဲဆိုတော့သူက all ပြီးတော့မှာ e ဆိုအတန်လေးနဲ့တော့ oi 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 အတန်လေးကပို့ပြီးမြန်လာတယ်က oi 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 ဆိုအတန်လေးဖြစ်တော့ oi oi ဟုတ်ပြီနော်ဆိုအတန် oi ဆိုပြီးတော့မှထောက်တော့မှာ oi oi အဲ့လိုကျွန်တော်တို့အတန်ထွက်နိုင်ပြီဆိုရင်ဒီခဏခဏပြောကြတဲ့အတန်နေပေါ့လေဥပမာဒီနတန်ပေါ့ဟုတ်ပြီနော်ဆိုတော့ဒါဘအွိပေါ့နော် boy 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 ဆိုပြီးတန်ထွက်လို့မရ boy 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 ဟုတ်ပြီနော် boy အာ ဒီကောင်နေစောရီစောရီဘွိုင်းစောရီဘွိုင်းအဲ့လိုမဟေဘွိုင်းဟေဘွိုင်းအဲ့အဲ့ဆာရှိမဲ့တမ်းမျိုးပါဟုတ်ပြီနော်အတန်ကျွန်တော်တို့ထွက်လို့ရမယ်ဘွိုင်းဘွိုင်းအဲ့ဒါမှအတန်ကကျွန်တော်တို့အဆင်ပြေတာပေါ့အွိုင်းအွိုင်းဟုတ်ပြီနော်ကျွန်တော်တို့ဒီအတန်လေးတွေကိုတေချာ ထွက်ချင်းကျွန်တော်ခုနပြောတဲ့လေ့ကျင့်ခန်းတဲ့ပုံမှာလောက်ပြောအော်ယောယီဝါယီဝါယီဖူယောဝါယီဖူယောဝါယီအဲ့လိုပုံစံမျိုးလေးပေါ့ဆိုတော့ဒီအတန်လေးကိုကျွန်တော်တို့ဗဇက်ပုံစံမျိုးစုံပြောင်းနေတော့လေအတန်ကဆက်တိုက်ထွက်နေတဲ့ process ကိုလေ့ကျင့်ထားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အထူးပဲအဆင်ပြေမှာဟုတ်ပြီနော်ဆိုတော့ဒီနေ့ပေးချင်တဲ့သင်ခန်းစာလေးရောအော်ယီ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 ဘွိုင်းဆွိုင်းဟုတ်ပြီနော် အဲ့တော့အတန်လေးရှိမယ်ဆိုတော့အဲ့ဒါလေးကိုဒီအတန်လေးကိုအရင်ကျင့်ထားဖို့လိုတော့ပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်ဘာကြောင့်အဲ့လိုပြောတာလဲဆိုဥပမာဒီစကားလုံးဆို boil 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 ဆိုတော့ l တမပါတော့ boil ဆိုပြီးတော့မှအတန်ကမသိရင် boil လို့ပြောနေတော့ boil 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 အပြင်က l အတန်လေးကိုချိန်လိုက်တဲ့အခါမှာ boil အဲ့တော့ ပေမာတနင်း oi boy soy while ဟုတ်ပြီနော်ဆိုတော့ဒီလိုအတန်လေးတွေရှိမယ်အာဒီအချိန်ကန့်သတ်လေးနဲ့သင်သင်ပေးရတာမလို့လေဆိုတော့ကိုဒီလိုမျိုး oi ဟုတ်ပြီနော်ဒီ phonetic symbol လေးတွေကိုမြင်ရင်မမှန်ကကအတန်ထွက်နိုင် ပြီလို့ယူဆပါတယ်ဟုတ်ပြီနော်အားလုံးသေချာလေ့ကျင့်ကြပါအခုနောက်ဆုံးပြောကြည့်ပါ oi အဝင်အိုယဖြည်းဖြည်းလေးပြောအိုယမြန်မြန်ပြောအိုယအိုယအပြီနော် why ဆိုတဲ့အတမျိုးမဟုတ်ပါဘူး why ဆိုပဇာမဟာပါ why why လို့မပြော why အပြီနော် why လို့မပြော why why ဆိုအာပါမဟာ why while လို့မပြော while အပြီနော်အဲ့ဒါဆိုရင်အားလုံးအဆင်ပြေမယ်လို့ယူဆပါရဲနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်တို့အင်္ဂလိပ်စာသင်ခန်းစာတွေကိုသင်ပေးပြီး သင်ပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်